တိမောက်ဖွေရသတင်းကဘာကဥစွာတင်ဆက်မဲ့သတင်းကတော့ထိုင်းနိုင်ငံစုံခရန်တကြံပွဲတော်ပထမနှစ်ရက်အတွင်းသေဆုံးသူ59ဦးရှိခဲ့တဲ့သတင်းဖြစ်ပါတယ်ထိုင်းနိုင်ငံတွင် စုံခရန်ရွေးရာကြံပွဲတော်ကိုဆင်နွှဲလျက်ရှိရာအနေရများတဲ့ပွဲတော်ကာလ9ရက်ရက်ပထမဆုံး2ရက်မှာပင်လမ်းမတော်တဆမှုပေါင်း460ဖြစ်ပွားခဲ့ကသေဆုံးသူ59ဦးရှိပြီး458ဦးထိခိုက်ရရှိခဲ့တယ်လို့ထိုင်းနိုင်ငံလမ်းအနေရကင်းရှင်းရေးစင်တာကဧပြီလ13ရက်မှာထုတ်ပြန်ကြေညာထားပါတယ်။ မတော်တဆမှုအများဆုံးဖြစ်စေတဲ့အထူးကအကြောင်းရင်းကအရှိန်တင်မောင်းနေမှုနဲ့အရက်သားမောင်းနေမှုတို့ဖြစ်ကြောင်းသိရပါတယ်။မတော်တဆမှု59ခုကအရှိန်တင်မောင်းနေမှုကြောင့်ဖြစ်ပြီးအရက်သားမောင်းနေမှုကြောင့်မတော်တဆဖြစ်မှုက55ခုရှိခဲ့ပါတယ်။နှစ်ရက်တာမတော်တဆဖြစ်စဉ်အလုံးရဲ့52ရာခိုင်နှုန်းဟာ highway လမ်းများပေါ်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။ နောက်ဆုံးနေ့စမဲသတင်းကတော့ပေကျင်းတွင် တနအိ63မှာလေမုန်တိုင်းဝင်ရောက်တဲ့အတွက်လေမုန်ရောင်အစဉ်သတိပေးချက်ထုတ်ပြန်နေတဲ့တွင်ဖြစ်ပါတယ်။တရုတ်နိုင်ငံမြို့တော်ပေကျင်းနဲ့နိုင်ငံမြောက်ပိုင်းထရင်အေပရီလ12ရက်ကလေပြင်းမုန်တိုင်းဝင်ရောက်လာမှုကြောင့်လေကြောင်းခရီးစဉ်ရာချေဖြတ်သိမ်းလျက်ပြီးရထားခရီးစဉ်များလည်းရပ်လျက်ကြောင်းသိရပါတယ်။ရိုက်တာသတင်းဌာနဖော်ပြချက်အရမြို့တော်ပေကျင်းရဲ့အဓိကလေဆိပ်ကြီးနှစ်ခုတွင်လေကြောင်းခရီးစဉ်838ကြောင်းဖြတ်သိမ်းလျက်ရပါတယ်။လေတိုက်နှုန်းတနအိ63မှာအထိတိုက်ခိုက်ခဲ့ပြီးပေကျင်း င်းမြို့တွင်ရာစုနှစ်ဝက်ကျော်အတွင်းအပြင်းထန်ဆုံးလေမုန်တိုင်းဖြစ်ခဲ့ကအာနာပိုင်များကလေပြင်းမုန်တိုင်းအန္တရာယ်သတိပေးချက်အဖြစ်ဒုတိယအမြင့်ဆုံးလေမုန်ရောင်အစဉ်ထုတ်ပြန်ခဲ့ပါတယ်။သတင်းပတ်ကုံအထည်တိုက်ခိုက်နေမယ်လို့ခန့်မှန်းထားတဲ့အတွက်ပေကျင်းရှိအထင်ကရနေရာများသမိုင်းဝင်နေရာများပါပိတ်ခိုင်းထားကဧပြီလ17ရက်ခရက22တန်းရှိမြို့နယ်လူထုကိုမလိုအပ်ပဲအပြင်းထွက်သွားလာခြင်းမပြုကြရန်သတိပေးထားကြောင်းသိရပါရရှင်။